ခန္ဓာကိုယ်ကိုအကျိုးပြုသောဖယုံသည်ရွှေဖယုံသည်ကိုစားသုံးပေးခြင်းဖြင့်အရွယ်တင်ခြင်းသွားမြားခိုင်မာခြင်းစံကေတာကောင်းမွန်ခြင်းအမြင့်အာယုံကောင်းခြင်းတို့အပြင်ဉာဏ်ကောင်းခြင်းတို့ဖြစ်ပေါ်ကြောင်းဥရောပရှိလူသားတိုင်းသိရှိနေကြပါပြီမိယိုဖလာစားတောက်ကုံအဖြစ်ဖယုံသည်ကို မပါမဖြစ် စားသုံးခဲ့ကြပါတယ်ချက်ပြုတ်စားတောက်ခြင်းအပြင် ဖယုံသည့်အနှစ်ကိုကိမ့်မုံဖုတ်ခြင်းရွှေကြီးမုံထိုးခြင်းဟာလဝါမုံဖြစ်လုပ်ခြင်းစသဖြင့်မုံအမျိုးမျိုးကိုလည်းပြုလုပ်စားသုံးကြပါတယ်။ရွှေဖယုံသည့်ရဲ့စွမ်းအင်မှာသူတို့ရင်ပါဝင်နေတဲ့ amino acid နဲ့ fatty acid တို့ဟာထိခိုက်ပျက်စီးနေတဲ့စံသားမြင်တို့ကို ပြန်လည်တန်ဆွမ်းစေပြီးတောက်ပြောင်နှမောင်စေပါတယ်။ရွှေဖယုံသည့်မှာပါဝင်တဲ့ vitamin C နဲ့ antioxidant တို့ဟာ ခန္ဓာကိုယ်ရဲ့ကိုယ်ကံစံအားကို ကောင်းမွန်စေပါတယ်။ collagen တဲ့အထွက်တိုးစေပြီးအမရွတ်တွေကိုလျော့ပါစေပါတယ်။ရွှေဖြုံသီး၌အသားအရေကိုပြုပြင်နိုင်သော antioxidant vitamin C အပြင်အရေပြားဆဲလ်ထိခိုက်မှုကိုလည်းမဖြစ်စေနိုင်တဲ့ bitter calorie များပါဝင်နေပါသေးတယ်။အေးမြတဲ့ဆောင်းရာသီမှာအသားအရေခြောက်သွေ့ခြင်းခြေဖနှောင့်ကွဲအပ်ခြင်းတို့ ဖြစ်ပေါ်ပါက ဖယုံသီးစေအစီဖြင့်လိမ့်နယ်ပေးခြင်းဖြင့်ပျောက်ကင်းစေနိုင်ပါတယ်။ဖယုံစီတွင်ဗီတာမင် E နှင့် linoleic acid တို့ပါဝင်တဲ့အတွက်ကြောင့်အသားအရေကို ချောမွေ့ဆိုးစစေပါတယ်။ဒါအပြင်အပူလောင်နာတို့ကိုလည်းလိမ့်ပေးနိုင်ပါသေးတယ်။ဖယုံစီ၌ zinc statu တို့ပါဝင်တဲ့အတွက်ကြောင့် bacteria ပိုးမွားတွေကိုတည်စေနိုင်တဲ့အပြင်ရောင်ရမ်းမှုကိုပါရော့ကျစေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရောင်ရမ်းနာကျင်သူများလိမ့်နေပေးပါကပျောက်ကင်းစေနိုင်ပါတယ်။